အားလုံးပဲမင်္ဂလာပါတစားမုံလာတွေကိုတော့စနေပြီးဝင်ရောက်လာပါပြီပေါ့အဲ့တော့တစားမုံလာတွေမှာမွေးကြီးကံတဲ့အကြောင်းတရားအနေနဲ့အကန့်အကောင်းဆုံးနေနေနေရှိတယ်အဲ့ဒါကြီးကအင်္ဂါသာသမီးတွေရဲ့ဗုဒ္ဓဟူသာသမီးတွေရဲ့တောက်ကြသာသမီးတွေရဲ့ဒီသုံးတန်ဒီတစားမုံလာတလာလုံးမှာတိတိတာတာမွေးကြီးကံအကောင်းဆုံးလို့ပြောလို့ရတယ်ဗျဘယ်လိုမျိုးလဲဆိုတော့အရင်တုန်းကမွေးကြီးကံတွေနဲ့ပတ်သက်ပြီးတော့ညံပြင်းတွေရဲ့အဲ့ဒီသုံးနေတဲ့သားတွေကဒီလာထဲမှာတိတိတာတာကိုပတ်စံတွေတိုးပွားလာမယ်ပတ်စံတွေအမြောက်များဝင်လာမယ် အကျွေးဆက်ပို့ဆိုပြီးရည်ရွယ်နေတဲ့သူတွေအနေနဲ့လည်းအကျွေးဆက်နိုင်မဲ့အခွင့်အရေးကောင်းတွေရလဒ်ကောင်းတွေကြုံလာမယ်ပြောချင်တာတော့ငွေရပေါက်ရလဒ်နဲ့တိတိတတာတိုးပွားလာမယ်တိုးတက်လာမယ်နောက်ပြီးတော့ငွေချင်းကိစ္စကြောင့်စိတ်ဆင်းရဲနေရတဲ့တောကရောက်နေရတဲ့ဒီလူတွေကတုံးတန်ထဲမှာပါနေရဆိုတော့တိတိတတာကြီးတိုးတက်လာမယ်အောင်မြင်လာမယ်အဆင်ပြေလာမယ်ပေါ့ပြောချင်တာတော့ဘယ်လိုခေါ်လဲဆိုတော့ဒီလာထဲမှာတစားဝနာထဲမှာဒီတုံးတန်ဒီတိတိတတာငွေငွေကန်ကောင်းတယ်အဲ့လိုငွေကန်ကောင်းတဲ့အတွက်ကြောင့်မလို့နော်ဒီများများလိုချင်တယ်ဆိုရင်တော့ကိုကလူစရာရှိရလူတန်းပေးရမယ် ပေးကြရှိရပေးကန်ရမယ်အလူကန်ပုတ်ကိုမိသည့်အလူကန်ပုတ်ကိုအတိုင်းမဆိုပေးကန်စွန်ကြရမယ်နော်ပြီးရဒုတိယအနေနဲ့လိုက်တာကကျတော့တနင်္ဂနွေနေ့စနေပေါ့အဲ့တော့ဒီနေ့နဲ့နှစ်ခုကကျတော့အဓိကတော့ပါလဲဆိုဒုတိယနေ့လိုက်တယ်ဆိုတဲ့ကိစ္စကကျတော့ဒီတော့မွေးကြီးတက်တဲ့နေရာလေးရှိတာဒီဒါထဲမှာတက်တာလာမယ်ဒါပေမဲ့ကြီးမားသောမွေးကြီးအခက်ခဲတွေတော့ကင်းတော့ကင်းမပြောက်သေးဘူးဒါပေမဲ့အသက်ရှူပေါက်လေးတွေရလာတယ်ဆိုတော့ဒီနာတော့မပိန်းနိုင်မကန်းနိုင်အဆင်မပြေဘူးအရင်မုန်းချက်နေတဲ့တနေ့ခုနေနဲ့စနေနေ့ပါလာမယ်ဆိုရင်တော့ဒီတားထဲမှာတော့အသက်ရှူပေါက်လေးတွေ့ရလိမ့်မယ်ဆိုတော့ဘယ်လိုခေါ်လဲဆိုတော့အသက်ရှူပေါက်လေးတွေ့ရမယ် ငွေရပေါက်ယာလန်းလေးတွေ့ရမယ်။ကိုကအဲ့ငွေရပေါက်ယာလန်းလေးကိုမတွေ့ဘူးမမြင်ဘူးဆိုရင်တော့ခံရလိမ့်မယ်။အဲ့တော့ငွေရပေါက်ယာလန်းဒီများလာတာမို့လို့များလာတဲ့လူတွေမှာမို့လို့ကျွန်တော်ဒုတိယနေ့မှာထည့်ထားတယ်။အပေါ်နေလန်သုံးခုကကြတော့နော်မိနေနေတော့မှကိုအဲ့လိုအော်တိုမက်တစ်လာပေးမဲ့သူတွေအာအလုပ်ကိုဗျာမြင့်ကန်နေအောင်ခိုင်းမဲ့ယာတွေပေါ်လာတတ်တာမျိုးပေါ့။အဲ့တော့တတိယအကန်ကောင်းဆုံးနေရာမှာရှိနေတာကြတော့ဘာလဲဆိုတော့ကျွန်တော်တနင်းနာနဲ့ကြတာပဲ။ဒီနေရာမှာတတိယအကန်ကောင်းဆုံးလို့ပြောရချင်းကြောင့်ကံညံ့နေရလို့မဆိုလို့ဘူးတော့တနင်းနာနဲ့ကြတာပရိယာကြတော့ဘာလို့တတိယနေရာမှာရောက်နေရလဲဆိုတော့ တို့ကကြတော့ပတ်စံဝင်လားမဟုတ်ဝင်တယ်ဒါပေမဲ့ပုံမှန်မဟုတ်တော့ငွေတွေပုံမှန်မဟုတ်တော့ရားလက်တွေကြောင်းမလို့ငွေတွေကုန်တာမျိုးတွေအာမျိုးတွေရှိတယ်ဆိုတော့ဟိုထားတော့တရားဝင်လို့ဆိုပြီးတော့တို့မှာ80 90လောက်တုံးဖို့ရားထားရတယ်ရှိဖို့ရှိနေတယ်ကုန်ကုန်ကုန်နေတယ်အကြောင်းမလို့ငွေကန်ကတိကျတာကြီးအားကောင်းနေရမျိုးလားဆိုတော့မဟုတ်ဘူးပတ်စံဝင်လားဆိုတော့ဝင်တဲ့ကိန်းကတော့ရှိနေတယ်ဒါပေမဲ့ပြောရမယ်ဆိုရင်တော့ဒီတရင်းနာနဲ့တတပရိကတော့ဝင်တာထက်ပိုပြီးထွက်တဲ့အကြောင်းအရာလေးရှိနေရမှာတော့တတရဒီနေရာမှာထားထားတာအကြောင်းမလို့ တတိယနာသမီးရဲ့တာတာသမီးပါတယ်ဆိုရင်တော့ဒီဒီလာထဲမှာပတ်စံနဲ့ပတ်သက်တဲ့ကိစ္စများများအားလုံးစစ်စစ်ဖို့လိုအပ်လိမ့်မယ်စစ်စစ်ရလိမ့်မယ်မစစ်စစ်နိုင်ဘူးဆိုရင်တော့ဒီကိုကိုရတဲ့အရာတွေများများအားလုံးဟိုပုံဆုံးမယ်လို့ပြောလို့ရတယ်ပေါ့အဲ့တော့ကဲအင်္ဂါရောဂါရောညောကဲထားလိုက်ပါတော့အဲ့တော့ဒီတစားဟုတ်တာတလာထဲမှာကံကောင်းဖို့ငွေကြီးကံနဲ့ပတ်သက်ပြီးတော့အစီအပြေဖို့အတွက်ကျွန်တော်ကြေရည်တစ်ခုပေးမယ်မန္တလေးတစ်ပုတ်ပေးမယ်အဲ့ဒါတော့ပါလဲဆိုတော့အုတ်နမောပုတ်တော်အရဟံရာဇာ အီဟိတနံအီဟိလာပဲ။အုံနမောဗုဒ္ဓောအရဟံယာစာအီဟိတနံအီဟိလာပဲ။နော်။အုံနမောဗုဒ္ဓောအရဟံယာစာအီဟိတနံအီဟိလာပဲ။ဒါကိုဘယ်လိုလုပ်ရမလဲဆိုတော့ဒါကိုရုပ်ဖတ်တည်းတည်းရဲ့အခါမှာမိထွားမယ်။အဲ့တော့ဖျောင်းနိုင်တဲ့အတိုင်းရှိမယ်ဗျာ။ဒါတဲ့အတိုင်းမှာကျွန်တော်ဆာရွယ်လေးနဲ့ပဲဖြစ်ဘောပေလေးနဲ့ဖြစ်လူမျိုးပေါ့တန်ကြုံလေးနဲ့ပဲဖြစ်အုံနမောဗုဒ္ဓောအရဟံယာစာအီဟိတနံအီဟိလာပဲဆိုတော့စာကြောင်းလေးနဲ့ရေးရမယ်။ရေးပြီးတဲ့အခါမှာအဲ့ဒီဖျောင်းနိုင်ကိုအိမ်မှာရှိတဲ့ဖျားစင် နော်ဘုရားကျောင်းဆောင်အိမ်မှာရှိတဲ့ပုံပုံလဘာဘာရှိမှဒီပြောင်းနိုင်အောင်ထုံးရမယ်ထုံးပြီးတဲ့အချိန်မှာကိုကဒီကာရာကိုမမီရဲ့သက်စစ်သမဟုတ်ရင်ဗရီတပတ်နော်စစ်ပြရမယ်ရုပ်ပတ်ပြရမယ်အဲ့တော့ဖျောင်းတဲ့တစ်ချိန်ထုံးတိုင်းရုပ်ပြရမယ်အဲ့တော့ဒီအဲ့တော့တနေ့ကိုခင်ဗျားပုံးခါထုံးတိုင်းပုံးချိန်ယူလို့ရတယ်လေးခါထုံးတိုင်းလေးချိန်ယူလို့ရတယ်နော်ပြီးတော့အကိဖျောင်းနိုင်တဲ့ချိန်ပဲထုံးနိုင်တယ်ဒါပေမဲ့အနည်းငယ်ယူချင်တဲ့သူတွေနေနေလေယူလို့ရတယ်အဲ့ဒါဆိုလက်လာပါလိတိုးွားလာမယ်အနောက်ချက်တွေကင်းလာမယ်ကောင်းမွန်ကြီးမင်္ဂလာဖြစ်တာနဲ့တွေ့ကြုံခန်းစားရပါလိမ့်မယ်အားလုံးကစားမုံး လတ်တလမှာအားလုံးအစီအပြေချောင်းမှကြပါစေ။ဒါလည်းကောင်းတယ်။အားရှိကြပါစေ။